အလိုပဲမင်္ဂလာပါကျွန်တော်တို့နေ့စဉ်ရှူရှိုက်နေတဲ့အောက်ဆီဂျင်ဟာတန်လိုက်ဓာတ်ကိုဆွဲဆောင်နိုင်ခြင်းဆိုတဲ့အားသေးစရာဓာတုပေတာကိုတတ်တည်တခုရှိပါတယ်ပုံမှန်အားဖြင့်ဓာတ်ငွေ့အခြေအနေမှာတန်လိုက်အားမတိတာပေမဲ့ဒီဖြစ်စဉ်ကိုမျက်မြင်ကိုယ်တွေ့ပြသနိုင်ဖို့အတွက်အောက်ဆီဂျင်ကိုအလွန်အေးတဲ့အပူချေအနှုတ်183ဒီဂရီဆယ်စီယပ်အထိအအေးခံပြီးအဟိဖြစ်ပြောင်းလဲပေးရပါတယ် ။အောက်ဆီဂျင်အရည်ကိုတန်လိုက်အကောင်တဲ့တန်လိုက်တို့နှစ်ခုကြားထဲလောင်းချလိုက်တဲ့အခါအဲ့ဒီအရည်တွေဟာအောက်ကိုဆက်လက်ကျမသွားပဲတန်လိုက်ရဲ့ဆွဲအားကြောင့်တွဲခုတ်ကန့်ညင်နေတာကိုထင်ရှားစွာတွေ့မြင်ရပါလိမ့်မယ်။ဒါကိုဒီဗီဒီယိုမှာကြည့်လိုက်ပါ။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့အောက်ဆီဂျင်မိုလီကျူးထဲမှာမတွဲဖက်ပဲတလုံးထဲရှိနေတဲ့အီလက်ထရွန်နှလုံးပါဝင်နေလို့ပဲဖြစ်ပါတယ်။ဓာတ်ဝင်အခြေအနေမှာအားနည်းတဲ့ဒီဆွဲအားဟာအရင်အဖြစ်စူးစီးသွားတဲ့အခါမှာတော့စူပောင်းပြီးသစ်သာထင်ရှားတဲ့တန်လိုက်တက်အဖြစ်ပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်။အသက်ရှူဖို့အတွက်လိုအပ်တဲ့အောက်ဆီဂျင်မာတောင်ဒီလိုလိုဝက်ချက်တွေပါနေတယ်ဆိုတာအောက်ဖို့ကောင်းပါတယ်။နောက်ထပ်ဘလို့ထူးဆန်းတဲ့ဓာတ်ဥပဒေအချက်လက်တွေကိုသိချင်လဲဆိုတာ comment မှာရေးပေးခဲ့ပါဦးနော်။အားလုံးကျေးဇူးတင်ပါတယ်။